ရန်ကုန်မြို့ကမူရစ်ကိုတောင်ဖမ်းဆီးရမိမှုမှာအာရခတက်တော် AA ရဲ့စီးပွားရေးတာဝန်ခံကစီမံနေကြောင်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာစစ်ရေးအရာအရေးနိုင်နေချိန်တွေမှာစစ်အစိုးရအဆက်ဆက်လုံနေကြအချက်နဲ့လုံလေလှထရှိတဲ့နိုင်ငံရေးရုံမာမှုဖြစ်တယ်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ကမတ်လ19ရက်မနေ့ကရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ AA ရဲ့စီးပွားရေးတာဝန်ခံကပင်လယ်ရေကြောင်းကနေမလေးရှားနိုင်ငံစီပို့ဆောင်မဲ့ကျပ်96ဘီလီယံတန်ဖိုးရှိတဲ့မူရစေဝါတွေ ရန်ကုန်မြို့မှာဖမ်းမိတယ်လို့စစ်ကောင်စီကမတ်လ18ရက်နေ့မှာဆဆွဲထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီမူရစေဝါတွေကိုမတ်လ6ရက်နေ့ကရန်ကုန်မြို့ကမြောက်ဥကလာတောင်တကုံမြောက်တကုံမြို့နယ်တွေမှာဖမ်းဆီးရမိတာလို့စစ်ကောင်စီပြောပါတယ်။စစ်ကောင်စီရဲ့ဝါဒဖြန့်ချီရေးရုပ်တံတွေသတင်းစာတွေနဲ့သတင်းချန်နယ်တွေမှာမူရစေဝါဖမ်းမိတဲ့ဖော်ပြမှုတွေဟာရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA အဖွဲ့အစည်းနဲ့ဘလို့မှပတ်သက်မှုမရှိကြောင်းတုံ့ပြန်ပါတယ်။ ဒါအပြင်စစ်ကောင်စီဟာအေအေကိုစစ်ရေးအယရှုံးနေနေတဲ့ကာလဖြစ်ပြီးပြည်တွင်းအိမ်နီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအလဲမှာအရှိတ်ရနေတဲ့အချိန်လည်းဖြစ်တာကြောင့်ရှက်ရမ်းရမ်းပြီး ULAAA အဖွဲ့အစည်းကိုအညှို့အတေးကြီးစွာနိုင်ငံရေးအယထုတ်နှက်တိုက်ခိုက်မှုတစ်ခုလည်းဖြစ်တယ်လို့အေအေကရှုမြင်သုံးသပ်ထားပါတယ်ဒူးစရိုက်မှုတွေငွေရစေဝါကိစ္စတွေနဲ့ခေတ်သစ်အွန်လိုင်းလိမ်လည်လောင်းကစားကြားဖြတ်ကိစ္စတွေဟာစစ်ကောင်စီထိန်းချုပ်ထားရာ ေပြည်တော်ရန်ကုန်မန္တလေးအပြင်စစ်ကောင်စီရဲ့ပြည်သူစစ်တွေကြီးစိုးထိန်းချုပ်ရာနယ်မြေတွေနဲ့စစ်ဗိုလ်ချုပ်ကြီးတွေပိုင်ဆိုင်တဲ့နေရာတွေမှာသာအ धिक တွေ့ရလိမ့်ရှိတယ်လို့ဆိုပါတယ်စစ်အာဏာရှင်အစိုးရတွေဟာသူတို့ကိုခေတ်ဆက်ဆက်မှာတော်လန်ပုံကန့်နေကြသူတွေကိုညှိနှိုင်းဆွေးနွေးဖို့မလိုတဲ့ရန်ဘတ်တွေဖြစ်သတ်မှတ်ပြီးစစ်ရေးအရာကြီးမားတဲ့တုံ့ပြန်မှုမျိုးနဲ့အတူသတင်းအမှားအမျိုးမျိုးနဲ့လှုပ်ချက်ဖန်တီးတိုက်ခတ်ခဲ့ကြတယ်လို့အေအေကဖော်ပြပါတယ်အခုကိစ္စရက်ကလည်း စစ်ကောင်စီဟာ ULAAA အဖွဲ့အစည်းအပေါ်နိုင်ငံရေးအရာထိုးနှက်တိုက်ခိုက်မှုမျိုးသာ ဖြစ်တယ်လို့တုံ့ပြန်ပါတယ်။ပြီးတော့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့နဲ့တိုက်ပွဲတွေဖြစ်နေပြီးသူတို့စစ်ရေးအရာအရေးနိုင်နေခြင်းတွေဆိုရင်နိုင်ငံရေးအောက်လုံးထိုးနှက်ချက်တိုက်ခါချမှုတွေကိုအချိန်ကပ်ပြုလုပ်လေရှိတာဟာစစ်အစိုးရအဆက်ဆက်ရဲ့လုံလေကြအကျင့်နဲ့လုံလေလောက်ထားရှိတဲ့နိုင်ငံရေးရုံမှမှုပဲဖြစ်တယ်လို့ ULAAA ကထုတ်ပြန်ပါတယ်ရှင်။